ွားပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးပါမယ်မလေးရှားနိုင်ငံကြားရေးဝန်ကြီးကစစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝမ်းမြောက်ဝမ်းသာနဲ့ပူးပေါင်းဆောင်ရွက်မယ်လို့စစ်တပ်ကလိန်လယ်ဝါဒဖြန့်ခဲ့ပေမဲ့မလေးရှားနိုင်ငံကြားရေးဝန်ကြီးကနေပြည်တော်ခီးစင်မှာပြောဆိုခဲ့မှုတွေကိုအသေးစိတ်သတင်းထုတ်ပြန်လိုက်တာကြောင့်စစ်တပ်ရဲ့လိန်လယ်သတင်းထုတ်ပြန်မှုဟာထင်ရှားပေါ်ပေါက်လာပါတယ် လောင်းလုံးမြို့အနီးမှာရှိတဲ့ပြေးရွာတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့လာရောက်တဲ့စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်ကထိခိုက်သိမ်းဆုံးသူများပြရဲဆိုတဲ့သတင်းပါဝင်နေ့လည်ကင်သတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မလေးရှားနိုင်ငံသားရေးဝင်ကြီးဌာနကမလေးရှားနိုင်ငံသားရေးဝင်ကြီးမိုဟာမက်ဟာဆန်ရဲ့နေပြည်တော်ခီးစင်မှာပြောဆိုခဲ့တာတွေနဲ့ပတ်သက်ပြီး အသေးစိတ်သတင်းထုတ်ပြန်လိုက်တာကြောင့်မြန်မာစစ်တပ်ရဲ့လိန်လေသတင်းထုတ်ပြန်မှုဟာထင်ရှားပေါ်ပေါက်သွားပါတယ်မြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကျင်းပဖို့ပြင်ဆင်မှုကိုဝမ်းမြောက်ဝမ်းသာဖြစ်ပြီးပူးပေါင်းဆောင်ရွက်မယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးမိုဟာမက်ဟာဆန်ကမပြောခဲ့ပေစစ်တပ်ကလိန်လယ်ထုတ်ပြန်ခဲ့တာမလေးရှားနိုင်ငံသားဝင်ကြီးဌာနရဲ့မနေ့ကသတင်းထုတ်ပြန်မှုကြောင့်အပြစ်မှန်အပေါ်ပေါက်လာခဲ့ပါတယ်။ မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးမိုဟာမက်ဟာဆန်အားအော်တိုဗလာ9ရက်နေ့ကနေချင်းပြန်နေပြည်တော်ကိုသွားရောက်ခဲ့ပြီးအဲ့လိုလာရောက်တဲ့အပေါ်မှာစစ်တပ်ကမလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကမြန်မာနိုင်ငံရဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပပြုလုပ်ဖို့ပြင်ဆင်နေမှုတွေကိုတွေ့ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့အပြင်အာဆီယံအနေနဲ့မြန်မာနိုင်ငံရဲ့ကြိုးပမ်းဆောင်ရွက်မှုတွေကိုအကောင်းဆုံးဖြစ်အောင်ပူးပေါင်းဆောင်ရွက်ပေးသောကရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးအဖွဲ့တွေကိုလည်း ဆေလွတ်ပေးသွားမယ်ဆိုပြီးလိန်လေဖော်ပြခဲ့တာပါဒါပေမဲ့မလေးရှားနိုင်ငံသားရေးဝန်ကြီးရဲ့မနေ့ကသတင်းထုတ်ပြန်ချက်မှာရွေးကောက်ပွဲဟာဒီမိုကရေစီအတွက်အဓိကအရေးကြီးတဲ့အစိတ်ပိုင်းဖြစ်တာကြောင့်ရွေးကောက်ပွဲကိုလွတ်လပ်မြတ်တာ၊ကွင်လင်းမြင်သာ၊ယုံကြည်ရတဲ့လုပ်ငန်းစဉ်တွေနဲ့ဆောင်ရွက်ရမယ်လို့ထုတ်ပေါ်ပြောခဲ့ပါတယ်ဒါအပြင်မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးပါဝင်ပြီးနိုင်ငံသားအားလုံးပါဝင်ဆောင်ရွက်မှုနဲ့သာကျင်းပတဲ့နယ်လို့မလေးရှားနိုင်ငံသားရဲ့ဝန်ကြီးကထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ အဲ့ဒီအပြင်ရွေးကောက်ပွဲစောင့်ကြည့်ရေးဖွဲ့တွေစေလို့ဖို့ကိုစစ်တပ်ကအာဆီယံနိုင်ငံတွေကိုဖိတ်ကြားမှုကိုလည်းမှတ်သားထားပြီးအဲ့ဒီအရေးကိစ္စကိုလာမယ့်48ကြိမ်မြောက်အာဆီယံစည်းဝေးမှာဆွေးနွေးဆုံးဖြတ်မှာဖြစ်တယ်လို့ပြောပါရယ်မလေးရှားနိုင်ငံအတွက်ကတော့ရွေးကောက်ပွဲလေးလာစောင့်ကြည့်ရေးဖိတ်ကြားမှုကိုမလေးရှားရွေးကောက်ပွဲကော်မရှင်ကိုအသိပေးလိုက်ပြီလို့မလေးရှားနိုင်ငံကြားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ခဲ့ပါရယ်ဒါအပြင်မလေးရှားနိုင်ငံသားရဲ့ဝင်ကြီးကမင်းအောင်လှိုင်အပါအဝင်စစ်တပ်ခေါင်းဆောင်တွေနဲ့တွေ့ဆုံချိန်က အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖော်ဖို့အကြံဖတ်မှုတွေကိုရပ်တန့်ဖို့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေခွင့်ပြုပေးဖို့နဲ့အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးမှုလုပ်ဖို့ထပ်မံအလေးပေးပြောခဲ့တဲ့အပြင် အရက်သားတွေနဲ့အရက်ဖတ်အစာအုံတွေပေါ်အကြံဖတ်မှုတွေကိုရပ်တန့်ဖို့ကိုလည်းမလေးရှားနိုင်ငံသားဝင်ကြီးကမြန်မာစစ်တပ်ခေါင်းဆောင်တွေကိုအလေးပေးပြောခဲ့ပါရှင်။တနင်္သာရီတိုင်းဘက်ကိုကြည်အောင်ပါတနင်္သာရီတိုင်းလောင်းလုံးမြို့နီးမှာရှိတဲ့ကြေးရွာတွေက ပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့အတွက်လာရောက်တဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင်းစစ်တပ်ဘက်ကထိခိုက်သေးဆုံးသူများပြားတယ်လို့ဒေသတွင်းစီးရီးသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။မနေ့ကအော်တိုဘာလ10ရက်နေ့မနက်10:00နာရီခန့်မှာလောင်းလုံးမြို့နီးမှာရှိတဲ့ကျေးရွာတွေကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့စစ်ကြောင်းနှကြောင်းခွဲပြီးလာရောက်တဲ့အကြမ်းဖက်စစ်တပ်ကိုတော်လိုင်းရေးတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ဘက်ကထိခိုက်သေးဆုံးသူများပြပြီးသေဆုံးသူတွေကိုကားသုံးစီးနဲ့လောင်းလုံးမြို့ဘက်ကိုပြန်လည်ခေါ်ဆောင်သွားပြီးတဲ့နောက်လောင်းလုံးမြို့တွင်မှလည်းစစ်တပ်ကတနက်တွေပစ်ဖောက်ခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးတဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကအတီးပြုတ်ပြောဆိုပေမဲ့လည်းတိုက်ပွဲဖြစ်စဉ်အသေးစိတ်ကိုမကြခင်ထုတ်ပြန်သွားမယ်လို့ရန်ကုန်ခေတ်စ်ကိုပြောပါရရှင်။ တစ်ဖက်ကတနင်္သာရီတိုင်းဘက်မှာတော့တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်တကူရွာကိုအကြမ်းဖက်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ចောင်းသားတွေပါဝင်ပြည်သူ၁၀ယောက်ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးငါးဦးကစိုးရင်ရတယ်လို့တနင်္သာရီမြို့နယ်ပကဖထုတ်ပြန်ချက်နဲ့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ မနေ့ကအော်တိုဗော်လာ၁၀ရက်နေ့မနက်9:18မိနစ်ခန့်မှာအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပင်တနင်္သာရီမြို့နယ်တကူရွာကိုဂျက်ဖိုက်တာတစ်စီးနဲ့ဘုံကျဲကစစ်တပ်နတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းအားခလင်းငယ်တွေကြောင်းသွားခြင်းဖြစ်တာကြောင့်ကျောင်းသား9ဦးနဲ့ပြည်သူ9ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။အဲ့ဒီထိခိုက်ဒဏ်ရာရရှိသူတွေက9ဦးဟာဒဏ်ရာအခြေအနေစိုးရိမ်ရပြီးကျန်သူတွေကလည်းအသေးစားဒဏ်ရာရရှိခဲ့တဲ့အပြင်အဆောက်အဦတွေလည်းထိခိုက်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ အဲဒီလိုပဲမနေ့ကအော်တိုဘာလ9ရက်နေ့ည8နာရီကျော်ခန်းကလည်းအကြမ်းဖက်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲလေရင်နဲ့ပြင်းထန်ပင်စိတ်အနောက်ရွာကိုဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အသက်6နှစ်ရွယ်စောထွန်းထွန်းမင်းအသက်9နှစ်ရွယ်စောလင်းထက်သောအသက်9နှစ်ရွယ်နော်မင်္ဂလာဖော် အသက်10နှစ်ရွယ်နော်မဆန်းမြင့်နဲ့အသက်12နှစ်ရွယ်နော်မတန်းတန်းတို့ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့သိရပါပါရှင်။ရှမ်းပြည်နယ်ဘက်ကသတင်းကိုတင်ဆက်ပေးပါမယ်။ ရှမ်းပြည်နယ်မိုင်းလုံးမြို့နယ်မန်ဟောင်းရွာကိုအကြမ်းဖက်စစ်တပ်ကလေရင်နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ကလင်းငယ်ရဲပါဝင်တေဆုံးသူ73ယောက်ရှိလာတယ်လို့ TNL ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ပြီးခဲ့တဲ့အော်တိုဗာလ9ရက်နေ့နေ့လယ်12နာရီခွဲမှာမိုင်းလုံးမြို့နယ်မန်ဟောင်းကြီးရွာတွေကိုအကြမ်းဖက်စစ်တပ်ကလေရင်ပေါင်150ပုံးနှလုံးနဲ့လက်နက်ကြီးခြောင်လုံးကျဲချခဲ့ရာကြောင့် အမျိုးသား9ဦးအမျိုးသမီး9ဦးနဲ့ကလေးငယ်3ဦးသေဆုံးခဲ့ပြီးအမျိုးသမီး2ဦးထိမှန်တန်ရာရရှိခဲ့တဲ့အပြင် နေအိမ်6လုံးလည်းပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းမှာအသက်39နှစ်အရွယ်ဦးဝိုင်စံကြောင့်အသက်35နှစ်အရွယ်ဦးစံပွင့်အသက်29နှစ်အရွယ်ဦးစံယောင်စာအသက်28နှစ်အရွယ်ဦးဝိုင်ထံအသက်45နှစ်အရွယ်ဒေါ်အောင်ခင်အသက်25နှစ်အရွယ်ဒေါ်လာစိန်အသက်39နှစ်အရွယ်ဒေါ်အေးမေအသက်29နှစ်အရွယ်ဒေါ်ခင်ပါ အသက်22နှစ်ရွယ်ဒေါ်အေးတိတ်နဲ့အသက်2နှစ်ရွယ်မောင်အိုင်ဦးတို့ထိမှန်သေးဆုံးခဲ့ပါတယ်အဲ့လိုပဲအော်တိုဝါလာ၁၀ရက်နေ့နေ့လယ်တနာရီခွဲမှာမိုးမိတ်မြို့နယ်အောင်မြေရွာနီးကိုလေအတန်းဘတ်စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲပေါင်150ဘုံနှလုံးနဲ့လက်နက်ကြီး6လုံးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့လို့သိရပါတယ်။ဒါအပြင်ဒီနေ့ကလည်းမိုးမိတ်မြို့နယ်ဝဲပေါင်းကျေးရွာကိုအတန်းဘတ်စစ်တပ်က တိုက်ပွဲမဖြစ်ပွားဘဲ Jet Fighter နဲ့ပေါင်150ဘုံနှလုံးကျဲချခဲ့ရာကြောင့်ကလေးငယ်နှုတ်အပါဝင်ပြည်သူခုနှစ်ဦးသေဆုံးခဲ့ကရှစ်ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်နေအိမ်၁၀လုံးလည်းထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံကနေကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရံကာကွယ်ရေးဆိုင်ရာနည်းလမ်းတွေကိုလိုက်နာဆောင်ရွက်ဖို့နဲ့ အကြမ်းဖက်စစ်တပ်ကတန်းပြီးအတွင်းသာမကတိုင်းရင်းသားလက်နက်ကိုင်တွေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့နေရာတွေမှာလူဖြစ်စေလက်နက်ကြီး drone တွေနဲ့တဖုံလေကြောင်းနဲ့တနီးအပြစ်မဲ့ပြည်သူတွေအပေါ်ဆေးရဇဝဲမှုကျူးလွန်နေတယ်လို့ PNL ကပြောထားပါတယ်ရှင်။စကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းပိုက်မှာအကြမ်းဖက်စစ်တပ်ရင်တန်းလုံခြုံရေးအတွက် ကင်းယူပေးဖို့ထွက်လာတဲ့စစ်သားတွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာကြောင့်အလောင်း၃လောင်းနဲ့တနတ်၃လက်သိမ်းဆီးရရှိခဲ့တယ်လို့ချောင်း People's Defense Force ကပြောပါရယ်။မနေ့ကအော်တိုဗလာ၁၀ရက်နေ့မနေ့9နာရီ10မိနစ်ခန့်ကမုံရမန္တလေးလမ်းပိုက်မှာအကြမ်းဖက်စစ်တပ်ရင်တန်းလုံခြုံရေးအတွက်ကင်းယူပေးဖို့ထွက်လာတဲ့စစ်သား၄ယောက်ကိုချောင်းဦးမြို့တန်လွင်မြမစီဆိုင်အနီးမှာတော်လန်ရေးတပ်ဖွဲ့တွေကစောင့်ကြိုတိုက်ခိုက်ခဲ့တာလို့သိရပါရယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သားအလောင်း၃လောင်း ဆိုင်ကယ်၄စီးလက်ကင်ဖုန်း၄လုံးအပါအဝင် BA63 တနက်၃လမ်းနဲ့လက်နက်ခဲယံတွေကိုတင်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုကိုချောင်းမြို့နယ်ပကဖားတိုက်ခိုက်ရေးတပ် CHUPDF နဲ့ Special Force 11 LPDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော်လိုင်းရဲဘော်တွေကတော့အထီးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ American နိုင်ငံ New York မြို့မှာကျင်းပပြုလုပ်ခဲ့တဲ့ ရောင်နီဖြောပြပွဲကနေအမေရိကန်ဒေါ်လာသသိန်းခွဲကျော်ရရှိခဲ့တယ်လို့ရောင်နီထိုးကကြေညာပါတယ်။ညူယောက်မှာပြုလုပ်ခဲ့တဲ့ရောင်နီပွဲမှာဝင်ငွေအားလုံးအနေနဲ့အမေရိကန်ဒေါ်လာသသိန်း၈၀၀၀ကျော်ရရှိခဲ့ပြီးပွဲပြင်းမြောက်ရေးအတွက်ကုန်ကျငွေကအမေရိကန်ဒေါ်လာ၃၈၀၀ကျော်ဖြစ်တာကြောင့်ညူယောက်ပွဲမှာတင်အသက်တင်ငွေအမေရိကန်ဒေါ်လာသသိန်းခွဲကျော်ရရှိခဲ့လို့သိရပါတယ်။ရောင်နီဖြောပြပွဲအနေနဲ့မေရီလန်းပွဲမှာအမေရိကန်ဒေါ်လာသသိန်း၁၀၀၀ကျော် ဘော့စတန်ဘွဲမှာအမေရိကန်ဒေါ်လာ၄၄၀၀ကျော်ဆန်ဖရန်စစ္စကိုဘေးအေရီးယားဘွဲမှာအမေရိကန်ဒေါ်လာ၃၀၀ကျော်ဖလော်ရီဒါဘွဲမှာအမေရိကန်ဒေါ်လာ၆၄၀၀ကျော်တက်ဆပ်ပွဲမှာအမေရိကန်ဒေါ်လာ6200ကျော်၊မိုဝါကီပွဲမှာအမေရိကန်ဒေါ်လာ2600ကျော်နဲ့နောက်ဆုံးကျင်းပခဲ့တဲ့နယူးယောက်ပွဲမှာအမေရိကန်ဒေါ်လာ3000ကျော်ရရှိခဲ့ပြီးစုစုပေါင်းအမေရိကန်ဒေါ်လာ5600ကျော်ရရှိခဲ့လို့သိရပါတယ်။ ရှောင်းနေပွဲကိုကိုလင်းလင်းနဲ့မချစ်သူဝေတို့ဇနီးမောင်နှံကအမှုပညာချင်းမယူပဲဖျော်ပြပေးနေတာဖြစ်ပြီးဒီပွဲကရရှိခဲ့တဲ့ငွေတွေကိုမြေပြင်ကိုစတင်ပို့ဆောင်စီးဆင်းနေပြီလို့လည်းရှောင်းနေထိုးနဲ့ရောင်နေ live in NYC ကနေအသေးသေးအသိပေးထားပါရယ်။ဒါ့အပြင်လာမယ့်အော်တိုဘာလ16ရက်နေ့မှာတော့ Los Angeles နိုဝင်ဘာလ10ရက်နေ့မှာတော့ Minnesota နဲ့နိုဝင်ဘာလ16ရက်နေ့မှာတော့ Buffalo မြို့တွေမှာရောင်နေပွဲတွေကိုဆက်လက်ပြုလုပ်သွားဖို့ရှိနေတယ်လို့သိရပါရယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံနှခုံးပထုံခရိုင်မှာရှိတဲ့စေဆိုးပိုက်ရိုက်ဆိုင်ယုံမှာအကြောင်းမဲ့အလုထုတ်ခံရတဲ့မြန်မာအလုသမား38ယောက်ကျော်ကိုထိုင်းတဲ့နဲ့ရပိုင်ခွင့်နဲ့ရရှိဖို့အတွက် NUG အလုသမားဝင်ကြီးဌာနနဲ့ MHC အဖွဲ့ကညှိနှိုင်းပေးနေတယ်လို့ MHC မဟာမိတ်အဖွဲ့ရဲ့အမှုစီစစ်စီစဉ်ရေးနဲ့ပြန်ကြားရေးတာဝန်ခံကိုစင်ကရန်ကုန်ခေတ္တကိုပြောပါရယ်ပြီးခဲ့တဲ့အော်တိုဘာလ6ရက်နေ့မှာအဲ့လိုအလုထုတ်ခံရတဲ့မြန်မာအလုသမား38ယောက်ကျော်အား MHC အဖွဲ့အစည်းကိုအကူအညီတောင်းခံခဲ့တာကြောင့်နေမြေကန်စဝါဒီကန်ရုံးမှအမှုဖွင့်ကတိုင်ကြားနိုင်မှုအတွက် NUG အလုံသမားဝင်ကြီးဌာနနဲ့ MHC အဖွဲ့ကကူညီပေးခဲ့တယ်လို့သိရပါတယ်အဲ့လိုအလုတ်ထုတ်ခံလိုက်ရတဲ့အလုတ်သမားတွေကလုံသက်3လကနေ20ကျော်ကြာမြင့်နေပြီဖြစ်ပေမဲ့လုပ်ငန်းရှင်ကကြိုတင်အတိမပေးဘဲအကြောင်းမဲ့အလုတ်ထုတ်ခဲ့တာလို့သိရပါဗျ။ လက်တလုံးမှာနောက်ထပ်ညီနိုင်ဖို့ရက်ချင်းတစ်ခုကိုထပ်မံတက်မှတ်လိုက်ပြီးအမှုပြီးဆုံးတဲ့အထိအလုံသမားတွေနဲ့အတူရည်တည်ဆောင်ရွက်သွားမယ်လို့ MHC မဟာမိတ်ဖွဲ့ကကြေညာထားပါတယ်ရှင်။ဒါကတော့ရန်ကုန်ခေတ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ရှားပါ။